အားလုံးပဲမင်္ဂလာပါဗျ Rolling Record Channel မှာပြန်လဲကြိုဆိုလိုက်ပါတယ်ဗျကျွန်တော်အနေနဲ့ trip in မြန်မာဆိုတဲ့ခေါင်းဆောင်အောက်ကနေပြီးတော့မြန်မာနိုင်ငံအတွင်းကျွန်တော်တို့သွားလာရောက်ရှိဖြစ်တဲ့နေရာဒေသတွေရဲ့အကြောင်းကိုပြန်လည်မျှဝေနေတာဖြစ်ပါတယ်။အဲ့ဒီထက်မှမှဒီ ချက်ကနေမြင်ကွင်းများဆိုတဲ့စီစဉ်ကတော့ကျွန်တော်တို့သွားလာရင်ရောက်ရှိတဲ့ဒေတာတွေဟာဘာသာရေးဒလိထုံတဲ့ရေကြီးမှုဆိုင်ရာပွဲတော်မြင်ကွင်းတွေကိုပြန်လည်မြှောက်ရတဲ့အစီအစဉ်ဖြစ်ပါတယ်။အခုချက်ကနေမြင်ကွင်းများအပိုင်း39ကတော့ကျွန်တော်တို့ရှမ်းပြည်တောင်ပိုင်းကတစောင်းတိုင်းကာလနဲ့ပတ်ဝန်းကျင်တွေ့မြင်ရတဲ့မြင်ကွင်းတွေကိုမြှောက်ရနေတာဖြစ်ပြီးတော့အခုအပိုင်း39ရဲ့အထမပိုင်းကတော့ကျွန်တော်တို့ဒီ ကျုံးငွေတော်ဖျားကြီးမှာတွေ့ကြရတဲ့ဒေတာတလိပွဲစည်းတန်းလေးရဲ့မြင်ကွင်းတွေစိတ်ဝင်စားစရာကြည့်ကြင်စရာကောင်းတဲ့မြင်ကွင်းတွေကိုပြန်လည်မျှဝေပေးသွားမယ့်အစီအစဉ်ဖြစ်ပါတယ်ဗျာ။ ျုံးမွေတော်ဖရာကြီးရဲ့38ကျင်းမြောက်ဗုဒ္ဓပုဇနီးယပွဲတော်မှာခင်းချင်းရောင်းချနေတဲ့ဈေးတန်းလေးရဲ့အာဈေးဆိုင်လေးရဲ့မြင်ကွင်းလေးကိုမျှဝေသွားမှာဖြစ်ပါတယ်။ဒီမှာကကျွန်တော်တို့အနေလေကျွန်တော်တို့အခုစပြီးတော့ဒီမှတ်တမ်းတင်တဲ့အချိန်ကမနေ့၈နာရီတတအချိန်ဖြစ်ပါတယ်။အခုချိန်မှာတည်းကစပြီးတော့စီကားနေပြီဖြစ်ပါတယ်။သူကဒီနေ့တနေ့လုံးပြီးတော့ဒီနေ့တနေ့တည်းချင်းပါတယ်ဖျားပွဲဖြစ်ပါတယ်။ဖျားပွဲထဲမှာမှအခုဒါကျွန်တော်တို့ရောက်ရောက်ချင်းတော့ အကျော်လေးနဲ့အရင်ပိုက်ဖြည့်လိုက်တယ်ထုံစံအတိုင်းကောင်းချင်းမောင်းနဲ့ဒါကတော့အခုဒီမှာဝိယမအဖွဲတွေလို့ထင်ပါတယ်ဒီရှမ်းပြည်ဒေသမှာကောင်းချင်းမောင်းနဲ့အကျော်နဲ့မနှစားတဲ့အရာသားကလည်းကောင်းတယ်ဗျဒီထဲမှာမှစိတ်ဝင်စားစရာတခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ဒီအကျော်ဒီအကျော်ကိုစားတာစားကြည့်လိုက်မိတယ်ဘာကျော်မှမသိဘူးနောက်တော့မေးရတယ်မေးတော့မှအဲ့ဒါမြင့်ကျော်တဲ့စားလို့ကောင်းတယ် တတူဟိုစားလေးစားဘူးလေးမရှိတဲ့အရာသာဆိုတော့လေဟုတ်ကဲ့ဒါကတော့သူဇောင်းတန်းနေရှိတယ်ဗျဒီမှာဇောင်းတန်းနေအဲ့ဇောင်းတန်းနေအတီးတီးမှာဒါသူကဘာပါလဲဟာဟာ နေနေဝင်ဆက်ဆူလိုက်တာဝေတော့မဝေဖြစ်ဘူးပင်စိမ့်သီးထောင်းကဒီပင်ဒီမှာကလေဒီပချက်ဒေတာတွေမှာပင်စိမ့်ပင်ကဒီကိုယ်နေရာတွေမှာရှိတယ်သူတို့ရဲ့ရှာလေးတွေအတော်တော်လေးပဲရှိတယ်သူကပင်စိမ့်ပင်ကဟိုကျွန်တော်အချက်မြင့်သေးတဲ့လောက်တော့သူကနှစ်မျိုးရှိတယ်ဗျဟိုဘာလဲဆိုပထမတစ်မျိုးကကြာတော့သူကဟော ဒီအပင်အမမကောင်းဆိုးွားတော့ဘာလို့လိုက်လာရင်တော့ဒီပင်အောက်ကိုဆိုလို့ရှိရင်ဆက်လိုက်လို့မရဘူးလို့အဲ့လိုမျိုးပြောကြတာမျိုးကြားဘူးတယ်နောက်တစ်ခုကကြတော့အဲ့ဒီပင်စိမ့်ပင်ကသူကဟိုဟာပေါ့ဘယ်လိုပြောရမလဲဟာထင်းထင်းလောက်လို့အရန်လွယ်တယ်ဟိုထင်းတစ်ခါလောက်ပြီးသွားလို့ရှိရင်လည်းသူကအခက်လက်တွေပြန်တက်ထင်းချိုးလို့လွယ်တယ်အဲ့လိုမျိုးလည်းပြောတယ်ဗျဒါကျွန်တော်တို့သိတဲ့လောက်ကိုပြောပြတာပါဟာဒီတဲ့ပုံပြီးပြည့်ပြည့်စုံစုံကတော့ဒေတာကန်တွေကပုံတိပါလိမ့်မယ်ကျွန်တော်တို့အမှားရတိန်းဆောင်ရှိရင်တော့ကျွန်တော်တို့ဒီ comment box မှာပြန်လည်ပြီးရှင်းပြနိုင်ပါတယ်ဗျာ အခုဒီမှာရောင်းကြတဲ့အာစိုင်တန်းလေးတွေကသဘောကျစရာကောင်းတာကဒါကအခုဒီကုန်းတော်ပေါ်မှာပြရှိနေတဲ့ကုန်းတော်ပေါ်မှာတွေ့ရတဲ့စိုင်တန်းတွေစိုင်တန်းတွေအခုဒီအထူးသဖြင့်တော့ဒီကျွန်တော်တို့ကောင်းချင်းကြည်တောက်လို့ခေါ်တယ်တချို့ကဘာလို့လဲခဲလန်ကြောင်းလို့လည်းခေါ်လာအဲ့လိုစိုင်တွေကတော့အများပြားပြီးရင်နောက်တစ်ခုကတိုဟူးစိုင်တိုဟူးကိုဒီလိုစားကြတာဒီမှာတွေ့လားเออไอ้หนูမျိုးโทฮูซันยาวน่ะไอ้หนูမျိုး तू อ่ะเตชาวายพั่วถ่ายပြီးတော့ยินเน่จ้างเนี่ยอ่าဒါก็တော့ TikTok ย้ายဖို့လုပ်နေတာလို့ထင်တယ်အဲ့ဒါနဲ့စက်မရိုက်တော့ပဲねကျွန်တော်ဒီဘက်ပြန်ထွက်လာခဲ့တယ် ထွက်လာခဲ့တယ်ဒီမှာတိုးဆိုင်နေမှာအများကြီးပဲဒီဘက်ဒေတာကလူတွေကအာပအိုးဓနုတောင်ယိုရှမ်းအင်းသာထနော့အစသဖြင့်တိုင်းသားအတော်များများကအဲ့ဒီတိုဟူးကတော့ဆွတ်ဆွတ်မြဲမြဲစားကြလိမ့်ရှိတဲ့အစားအစာပဲအိမ်မှာလည်းစားတယ်ပွဲမှာလည်းစားတယ်တိုဟူးကြော်စားတယ်တိုဟူးတုပ်စားတယ်ပြီးသွားလို့ရှိရင် ကျွန်တော်ဟိုတိုဟူးနှွေးစားတယ်အာဟိုဒီဒီဘက်ဒေတာရဲ့အမှားကန်အစားအစာတစ်မျိုးပေါ့ဒါကတော့တိုင်းသူတွေဒီမှာကြည့် ဒါပြီးတော့ဒါကြတော့ဟိုဟာဒီထမင်းအဟိုဘောဝတ်တချင်ဝတ်တချင်နဲ့အမဲတချင်နဲ့ရတယ်ဟိုကြက်တချင်တော့မရဘူးလို့ပြောတယ်ကျွန်တော်ဝင်မေးကြည့်လိုက်တဲ့ဆိုင်ချိုကတော့လေဟုတ်သူကလည်းဒီလိုမျိုးပဲအဲ့လိုရင်းနှီးချင်းဝိုင်းနဲ့တေချာတင်မငွေထိုင်ပြီးတော့အေးအေးဆေးဆေးစားကြတာဘာဒါတူကြဆိုင်လေအများကြီးပဲဒီကုန်းတော်ပေါ်မှာတွေ့နေရတဲ့ဆိုင်လေးတွေရဲ့မြင်ကွင်းကတော့တကယ်ကိုပဲဒေတာဒလီဒေတာ ရှင်နဲ့ဒေတာရက်တာအပြည့်ဝရတဲ့ဆိုင်လေးတွေဟာတာကံရပြီအဲ့ဒါဟိုလေကျွန်တော်ခေါ်တာတော့ဝက်ခောက်ကြော်လို့ခေါ်တာပေါ့သူတို့ကခေါ်တာဗလားတရေခောက်ကြော်လို့ခေါ်တာလားမသိဘူးဗျဒီလိုအဝတ်ထည်ဆိုင်ကြီးလည်းအများကြီး ဟွန်တွာကျွန်တော်တို့ခုဒါဒီဟိုမွေတော်ဖျားကြီးရဲ့ဘုရားပူဇင်းကြီးရပွဲကိုစွန့်တော်ဤကန့်နဲ့ဂျန်တဲ့ဘာသာရေးဆိုင်ရာအခမ်းအနားတွေကိုကျွန်တော်တို့ကတပိုင်းမျှဝေတယ်ပြီးသွားလို့ရှိရင်ဒီဈေးတန်းလေးရဲ့မြင်ကွင်းတွေကိုတပိုင်းမျှဝေတာဖြစ်ပါတယ်ဗျကျွန်တော်တို့အခုဒီနေ့ချက်ကူတဲ့နေ့က 2089ဒဇောင်မုံလာပြည့်ကျော်10ရက်နေ့အဲ2025 November 12ရက်နေ့ပေါ့ဒါကအဲ့ကုန်းတော်လေးရဲ့အောက်ဆင့်တဆင့်သူကဟိုလိုမျိုးဖြစ်နေတာပေါ့ကုန်းတော်ကုန်းတော်ဘဝနဲ့ဆင်းလို့ရှိရင်ဒါအတွင်းအဝင်းဝိုင်းအဲ့ဒီအပြင်မှာမှာကျွန်တော်တို့အောင်ပန်းရွှေငံသွားတဲ့လမ်းမကြီးရှိတယ် ါတော့ဒီအတွင်းပိုင်းမြင်ကွင်းပြဒီမှာလည်းအဲ့လိုပဲဝါးပင်လေးတွေအောက်မှာဒီလိုဆိုင်တန်းလေးတွေနဲ့ဆိုတော့ကျွန်တော်တို့ဟိုအခြားဒေသတွေမှာတွေ့ဘူးနေကြဈေးဆိုင်တန်းတွေရဲ့ပုံစံမျိုးလေးနဲ့မတူဘူးပေါ့အေးချင်းချင်းပဲမနက်ပိုင်းကလည်းရာသီဥတုကလည်းအဲအေးတယ်ပြီးတော့မနက်ပိုင်းကလည်း၈နာရီနဲ့၉နာရီကြာပဲရှိနေသေးတဲ့အချိန်ကြတော့တက်တောက်တက်တာသွားလို့ရတယ်ဟုတ်လက်ကြည့်ပြန်လာတယ်မဟုတ်ဘူးလားတော့တော်တော်လေးနေတာ အများကြီးပဲစိုင်နေရတော့လေကျွန်တော်တို့စုံလင်အောင်မရိုက်နိုင်ခဲ့ဘူး။ဘာကြောင့်လဲဆိုတော့ဒီကုန်းတော်ပေါ်မှာဟောပြီးသွားလို့ရှိရင်ကုန်းတော်ရဲ့အောက်ဘက်ဒီအတွင်းအဝင်းအဝိုင်းထဲမှာဟောပြီးသွားလို့ရှိရင်ဒီဟောခုနပြောတဲ့အောင်မန်းရွာငယ်လမ်းမကြီးတစ်လျှောက်ကစိုင်နေရနေတာမှမဟုတ်တာ။ဒီစိုင်နေက သူကအာမနေ့ကညကပေါ့မနေ့ကညကနေစပြီးတော့ဖွင့်နေဒီနေ့တနေ့လုံးရောင်းမယ်နှစ်ဖက်တော့အစည်းဆိုင်အနေငယ်ကျင်မယ်လို့ပြောတယ်။သို့တော့ဖျားပွဲကတော့ဒီနေ့တည့်ရက်သေးလောက်တဲ့ပွဲပြ ဒါချုပ်ပွားတော့ရှိနေတဲ့ခန္ဓာဂရီတိုက်ပါကျွန်တော်တို့ဒီအထွေမဲ့မြင်ကွင်းတွေကိုတော့မျှဝေခဲ့ပြီးဖြစ်ပါတယ်ဗျပထမပိုင်းအနေနဲ့ဒီဘက်မှာအဲ့လိုခြေမောင်းနေရလေတော်တော်များတယ်ဗျအသီးနဲ့ကလည်းတအားပေါ်တာဟိုဒီဘက်တည်းကလည်း မြင်တွေ့နေကြကျွန်တော်တို့ဟိုပွဲစီတန်းပုံစံမျိုးနဲ့တမူခွဲနေတဲ့ရတ္တလေးပေးနိုင်တဲ့မြင်ကွင်းတွေပါဗျာလေယာတုံးပစ္စည်းခရိယာဒီဟာကတော့ဒါအများစိတ်ဝင်စားကြတဲ့ဒီဘက်ဒေသခံတွေအတွက်အသုံးဝင်တဲ့အဆိုင်နေဆိုတော့လေ ဒီမွေတော်ကကြုံကြုံဆိုတဲ့ဒီရွာလေးကဒီဟိုဘောကျွန်တော်တို့အောင်မန်းကနေဆိုလို့ရှိရင်၁၀မိုင်လောက်အကွာမှာရှိတာအောင်မန်းကနေပြီးတော့သွားလို့လာလို့ရှိရင်အောင်မန်းပြီးသွားလို့ရှိရင်ဒီကြုံကြုံပြီးသွားတော့မှဟိုဘက်မှာညိုင်ပြီးသွားရင်ဟိုဘက်မှာကရွာငယ်အဲ့လိုမျိုးရောက်တာဗျဟိုမှာကဇီတော်ရဲ့မြင်ကွင်းမှာ ော့ကျွန်တော်တို့ပွဲစည်းဒီမှာတွေ့ရလေးရှိတဲ့မြင်ကွင်းချို့ပြ။ဘာကလင်းကလာဝဲလာဝဲဆိုဒီအာမတူတာတော့ဗာလဲဆိုတော့တိုင်းရင်းသားတန်ဝဲနေတဲ့ဈေးခေါ်တဲ့စကားပြောတဲ့ဒါကတော့ဥပ္ပစာအတုံးဆောင်လေး ုင်းနေကိုင်းနေအာဒါညီကိုညီကိုမဟုတ်တော့ခြင်းနဲ့ညီကိုလားတငယ်ချင်းလားတော့မသိဘူးဒါတော့ပေါင်းပြီးတော့ဒီလိုဘဝတွေကလေအာသူတို့အတွက်နောက်တစ်ချိန်မှာဒါလုံးဝမမေ့နိုင်ကြရပြီငငယ်ဘဝဖွဲ့စည်းတန်းသွားတဲ့အရာတာကလေဘာပဲပြောပြောဟိုပျော်စရာကိုအဲ့ဒီအချိန်ကတော့ဘာကြောင့်လဲမသိဘူးတော်တော်ပျော်စရာကောင်းတာပဲ အများကြီးပဲဒါကြတဲ့သူကအခုဒီပွဲစည်းကတဲ့သူကနေ့လယ်12နာရီနဲ့တနာရီကြားဆိုလို့ရှိရင် လုံးဝတိုးလို့မရတော့ဘူးဒီဆိုင်နေရောလမ်းနေရောအကုန်လုံးပြစ်ပိတ်သွားတာလေအခုကတော့မနေ့7နာရီနဲ့9နာရီကြားပဲရှိတဲ့အချိန်မှာတော့ဒီလိုအခြေအနေမျိုး ကျွန်တော်တို့ဘုရားပွဲဆိုတာကများသောဖြင့်ကျွန်တော်တို့မြောင်ပြည့်အောက်ပိုင်းမှာကတော့ဘုရားပွဲကညဘက်မှာပဲလှုပ်တယ်။မြောင်ပြည့်အထက်ပိုင်းမှာတော့အချို့ဒေသတွေမှာကနေ့လယ်ပဲလှုပ်တယ်။အခုဒီရှမ်းပြည်ကဒီပွဲလေးကတော့ဒါကသူကနေ့လယ်တနေ့လုံးဒီနေ့မနက်ကနေပြီးတော့ညဒီတနေ့လုံးကျင်းပမယ်ပွဲပါဗျာ။ကိုယ်နေလေးလာနေတာ

အများကြီးပဲဒီပွဲလေးကလေဟိုကျွန်တော်တို့ဟိုဟာဖြစ်ပါတယ်လာတင်းတယ်လို့ကျွန်တော်တို့အနေနဲ့ဟိုညွှန်းလို့ပါတယ်ဘာကြောင့်လဲဆိုတော့ပထမတစ်ခုကဘာသာရေးဒလိထုံတဲ့အရာလဲစိတ်ဝင်စားစရာကောင်းတဲ့ဟိုအခမ်းအနား ကျင်းပပုံလေးတွေနဲ့ကျင်းပတာဖြစ်တယ်။ဇီတန်လေးကကြတော့လေခုနလိုတိုင်းသားဒလိရိုးရထုံတန်းကိုပြပြင်းအောင်ခန်းစားလို့ရတယ်။ပြီးတော့ညီကိုတွေအနေနဲ့လည်းလာတဲ့။ဘာလို့လာတဲ့လဲဆိုတော့ဖွဲ့စည်းတဲ့ကိုကျွန်တော်တို့ကမျှဝေနေတဲ့မြင်ကွင်းတွေကိုကြည့်လိုက်ရင်လာတဲ့လို့ပဲပြောမှာဖြစ်ပါတယ်။အဲ့တော့သူကတော့ကျွန်တော်တို့အခုဒီနေ့ကတော့သူက တဆောင်မုံလာပြေကျော်၈ရက်နေအဲ့လိုနေတိုင်းလှုပ်တာလားအဲ့ဒါတော့ကျွန်တော်တို့အသေးစားမနေလာခဲ့မမေးမြန်းခဲ့မိဘူးဗျာ။ तू ကတနှစ်လုံးမှဒီတိရပဲလှုပ်တာလို့ကျွန်တော်တို့အချမ်းမြင့်တော့တည်ထားပါဗျ။အချို့ကြီးရှမ်းပြည်ဘက်ကဖျားပွဲတွေကတနှစ်ကိုနှစ်ချိန်လောက်လှုပ်ကြတဲ့ပွဲတွေရှိတယ်ဗျ။ကျွန်တော်တို့ဒီဟာကိုတော့တစ်ချိန်လားနှစ်ချိန်လားအကယ်လို့တည်တည်ချာချာတည်တဲ့လူရှိရင်လည်းကျွန်တော်တို့အချက်လက်လေးမျှဝေပေးစီခြင်းပါတယ်ဗျ။ဒါမှကျွန်တော်တို့လည်းနောက်နောက်ကြုံလို့ရှိရင်ဝင်ရောက်မှတ်တမ်းတင်နိုင်အောင်ပါဗျ။ ါကကြတော့ကျွန်တော်တို့လမ်းမကြီးကရောက်သွားပြီဒါကအောင်ဘန်းကနေပြီးတော့ရွှေငံကိုသွားတယ်လေရွှေငံနေပြီးတော့ဟန်မြင့်မို့ဟန်မြင့်ကနေကြောက်စင်မန္တလေးကြီးရောက်တဲ့လမ်းပါဗျ ဒီမှာကကြတော့သူကကြတော့ကျွန်တော်တို့ပုံမှန်မြင်နေကြပွဲစီအထူးသဖြင့်တော့အထက်မြမာပြည်မှာတွေ့မြင်နေကြပွဲစီတန်းရဲ့ပုံစံဖြစ်သွားပြီအဲ့တော့သူမှသူကယတနှစ်မျိုးရှိတယ်ဟိုးကုန်းတော်ပေါ်ရဲ့အတွင်းပိုင်းရင်ကဒေတာဒလိဒေတာမြင်ကွင်းကိုအပြည့်အဝခန်းစားနိုင်တယ်ပွဲစီတန်းပြီးသွားလို့ရှိရင်ဒီအပြင်ဘက်ကကြတော့ဒါကအထက်မြမာပြည်ဒေတာတွေမှာဖျားဝဲကျင်းပလေးရှိတဲ့ပွဲစီတန်းရဲ့ပုံစံလေးဒီလိုမျိုးလေးမြင်ရတာဗျာ ဒီတိုင်းနေလဲအဲ့ဒါခုနကတို့ပြောတဲ့အနည်းလဲ12နာရီနဲ့တနာရီကြာလို့ဆိုလုံးလုံးပိတ်သွားပြီလို့ပြောတယ်ကျွန်တော်တို့ကတော့ဟိုအဲ့ဒီအချိန်အထိမဆောင်နိုင်တော့ဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒီအပိုင်းလေးကိုဟိုချက်ချင်းမျှဝေနိုင်အောင်စူးစမ်းကြတဲ့အခါကျတော့လေတနေ့ဒီပိုင်းနဲ့ကျွန်တော်တို့နှစ်ပိုင်းခွဲပြီးတော့မျှဝေမှာဖြစ်တဲ့အတွက်အဲ့ဒီတော့ကျွန်တော်တို့အချိန်လေးလိုအပ်လိုပါဗျာ အရင်တော့ကတော့ဟိုစနပွဲဈေးတယ်လို့ခေါ်တဲ့အခေါ်ပေါ်ရှိတယ်လीစနပွဲဈေးတယ်ဆိုတာကအဲအဲ့လိုပဲပွဲဈေးတွေကိုပဲသူကတီးကြအဲ့လိုမျိုးတည်တည်ဆဲဆဲလိုက်ရောင်းကြတဲ့အဖွဲ့လေးအခုဒီမှာလည်းအဲ့လိုအဖွဲ့လေးအများကြီးရှိတယ်ဗျကျုံမူတော့ကြောင်းလိုက်ခဲ့မဟုတ်ဘူးတခုဖြစ်ပါတယ်။ဒါကကျွန်တော်အောက်ကနေပြီးတော့ဟိုကျွန်တော်ခုနအပေါ်ကနေတော့မြင်ကွင်းတွေကိုကျွန်တော်မျှောက်ပြီးဖြစ်ပါတယ်။ဒါကတော့ဇောင်းတဲ့အောက်ခြေကနေဝင်သွားလို့ရှိရင်အထဲမှာဘလူးခင်းချင်းရောင်းချနေတယ်ဆိုတော့မြင်ကွင်းလေးကိုဖျောက်ရည်တာပါဗျ။ တော်ဖြစ်ပါလားဒီဒေတာကဓနုအာဒေတာပချံဖြစ်တယ်ဗျဆိုတဲ့အခါကျတော့ဒီဘက်မှာကဓနုကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာပေါ့အဲ့ဒီခါကျတော့ဓနုတိုင်းသူတိုင်းသားအများပြားတွေ့ရတယ်အဲ့ဒီလိုပဲဒီဘက်ဒေတာမှာရှိနေကြတယ်ပအိုးတောင်ယူရှမ်း စတဲ့တိုင်းရင်းသားတွေတွေ့ရပါတယ်ပြီးတော့အခြားတိုင်းရင်းသားတွေလည်းတွေ့ရတယ်ဗျဒီဘက်ဒေတာမှာကဒီဒေတာကလေဒီဝန်းကျင်ကလူတွေတော်တော်များများလာကြတာဗျအဲ့ဒါကြောင့်မလို့သူကလူအစုံတော့ရှိတယ်အင်းသားတွေလည်းလာတယ်ဒီဘက်ကိုလေတော်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  အဲ့ဒီဒီစစ်သားတံမောက်ကလည်းကျွန်တော်တို့ဒီဘက်တိမ်မှာရှိနေတဲ့ဈေးနေတွေတိုင်းမှာကျွန်တော်တို့ကြားရတယ်ဗျနေရမြို့တီးတီးရဈေးနေတွေမှာလေကားညာကူမဝင်လာနေကြတော့ဝင်လာနေကြတော့ဘာလို့ဆိုတော့ဒါအစောပိုင်းကတော့ကျွန်တော်တို့ဟိုဟာတွေကိုဗာလဲစွန့်တော်ကြီးကပွဲအထီးကအောင်ပြီးသွားလို့ရှိရင်နေ့လည်းပဲတော့ဒါပွဲစီတဲ့အတကုံစီတဲ့အချိန်ပေါ့ဒီသားတွက်တွေနဲ့ဒါသူတို့တကယ်အတုံးဝင်တဲ့ပစ္စည်းတွေရောင်းချနေတဲ့ဆိုင်လေးအမြဲတမ်းတုံးနေရတဲ့ပစ္စည်းတွေ ဟုတ်ကဲ့ကျွန်တော်တို့ဒီပိုင်းမျှဝေခြင်းကိုတော့ဒီမျှနဲ့ပဲရှင်းနာပြရစီဗျကျွန်တော်တို့ဒီတက္ကနဲမြင်ကွင်းများအပိုင်း30ခုအနေနဲ့ရှမ်းပြည်တောင်ပိုင်းမှာတွေ့မြင်ရတဲ့ဒီဇောင်းတိုင်းကာလမြင်ကွင်းတွေကိုမျှဝေခြင်းအစီအစဉ်ကလည်းဒီပိုင်းဟာနောက်ဆုံးပိုင်းဖြစ်ပါတယ်ဗျဒါကြောင့်မလို့ဒီဖြတ်ကနဲမြင်ကွင်းများ30ခုအနေနဲ့မျှဝေနေတဲ့ရှမ်းပြည်တောင်ပိုင်းရဲ့ဒီဇောင်းတိုင်းမြင်ကွင်းများမျှဝေခြင်းကိုအခုဒီကျုံးမွေတော်ဖရားရဲ့ပွဲစီတဲ့မျှဝေခြင်းအစီအစဉ်ကိုဒီမှာပဲရှင်းနာမှာပြီးဆုံးမှာဖြစ်ပါတယ်ဗျ ျွန်တော်တို့အမြတ်အမှုတွေကိုကြည့်ရှုပေးနေတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ဗျာ။